။နံပါတ်6ကတော့လူတွေကိုဂယုစိုက်တာတွေကိုလည်းရှော့ပါ။ဟာလားပထမပိုင်းမှာဆရာပြောတဲ့ချစ်တာကိုရှော့ပါ။ချစ်တဲ့အခါကျလူတွေကိုဂယုစိုက်တာပေါ့။တိတ်ဂယုစိုက်လို့နဲ့အခါကျတော့လူတွေကခွင့်ရင်းယူလာတာပေါ့။ဒီဂယုစိုက်မှုရော့ပေါ်ရတယ်ဗျာရှင်။ဘာလို့ဂယုစိုက်တော့တာလဲဆိုပြီးတော့ကိုယ့်ပေါ်မှာညုံညီမှုတွေဖြစ်လာမှာပေါ့။အကြောင်းလို့ဆရာတို့ကလူတွေကိုတိတ်ဂယုစိုက်တာကိုလည်းရှော့ပါ။ လိုအပ်တလောက်ပဲဂယူးဆိုင်ပေါ့နော်တိတ်အလွန်ကျွံဂယူးဆိုင်မယ်ဆိုရင်တော့လူတွေကဒီအပေါ်မှာအခွင့်အရေးလို့ထင်သွားတတ်ကြပါတယ်။ကောင်းပြီ။နံပါတ်9ကတော့အရေးကြီးပါတယ်။ဘာလျှော့အောင်မလဲအစားအသောက်ကိုလျှော့စားပါ။သိရည်ကြည့်ပါတယ်နော်ဟုတ်ကဲ့ပါဆရာအဲ့တော့ဆရာတို့ဟာနေ့စဉ်နေ့စဉ်လူတိုင်းလူလူကမနေ့မိုးလင်းတာနဲ့မနေ့စာစားတယ်နေ့စာစားတယ်ညစာစားတယ် ဒီကြားထဲမှာအစာပြေဆိုပြီးတော့ဆရာတို့စားကြသေးတယ်။အဲ့တော့ဆရာတို့ကအစာတောက်ကိုရှော့နိုင်လေကျမရင်းနဲ့ညီညွတ်လေပဲဖြစ်နိုင်လို့ရှိရင်တဝက်စင်းမြင်းကိုသုံးပါဟုတ်ကဲ့ပါဆရာနော်အဲ့တဝက်စင်းမြင်းဆိုတာပါလေကိုရှိရောက်လာတဲ့အစာတောက်ကိုတဝက်ပဲစားမယ်ဟုတ်ကဲ့ရှင်ရှော့စားမယ်အဲ့ဒီရှော့စားတဲ့အကျင့်ကိုလှုပ်တာဟာကျမရင်းလေညီညွတ်ပါတယ်နံပါတ်၈ကတော့ပါလေ မလွတ်အဖဲသုံးတာတွေရှော့ပါလူတော်များများဟာမလွတ်အဖဲသုံးကြပါတယ်ဘယ်လိုမလွတ်အဖဲသုံးတာလဲစိတ်ခံစားမှုနဲ့ဈေးဝယ်ကြတယ်ပစ္စည်းတစ်ခုကိုမြင်လိုက်တာနဲ့တပြိုင်တည်းကိုယ့်အတွက်တကယ်လိုသလားမလိုသလားမစဉ်းစားဘူးဟိုကရှော့စင်းနဲ့ပေးနေတဲ့နောက်ဆိုမရတော့ဘူးဆိုတာနဲ့ဒေါက်ဆိုတခါလဲအွန်လိုင်းပေါ်ကကောက်ဝယ်ပလိုက်တယ်ဒါကလေကြားလို့ရှိရင်ဈေးသွားရင်းနဲ့လည်းပဲရှော့ဈေးဆိုတာနဲ့ဝယ်ပလိုက်တာပဲအထုံးဆွဲများလာရင် ဟုတ်တယ်ငွေကြီးရခက်လာမှာပေါ့ခါကြမ်းကြမ်းပြောရရင်များများသုံးရင်မွဲမှာပေါ့ဒါကြောင့်မလို့မလို့ ਆ ဖဲသုံးတာတွေကိုလည်းလျှော့ပါလို့ပြောချင်ပါတယ်နံပါတ်6ကတော့ဘာလဲဆိုရင်အရာရာကိုစိတ်ဝင်စားနေတာကိုလည်းလျှော့ပါတခါလေကြာရင်တချို့လူတွေကလေဟိုဟာလှုပ်ချင်းတရားလှုပ်ချင်းဟုတ်ကဲ့ဟာတိုင်းပေါ်မှာတင်နန်းတစ်ခုတက်လာရင်အဲ့ဒီတင်နန်းကိုတက်ချင်းတခါလေကြာရင်ပိုဆိုးသေးတယ် အဲ့တင်တန်းကအခမဲ့ဆိုရင်ဒါကလည်းကိုကအဲ့တင်တန်းကိုသွားပြီးတော့စင်းရင်ပေးလိုက်တာပဲအခမဲ့ဆိုတိုင်းကိုကတတိထားရမယ်ကို့အတွက်တကယ်လိုလို့လားအရာရာကိုလိုက်ပြီးတော့စိတ်ဝင်စားနေတယ်အရာရာကိုလိုက်လုံနေကိုရဲ့ဥတီကျတွေပျောက်ကုန်မှာပေါ့ကိုရဲ့ဥတီကျတွေပျောက်ကုန်လို့ရှိရင် လမ်းပျောက်သွားမှာပေါ့ရာရာကိုစိတ်ဝင်စားနေရင်ကိုကျွမ်းကျင်မှုကိုလည်းဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့စိုးစိုက်မှုအားနည်းသွားမှာပေါ့ ဒါကြောင့်မလို့အရာရာကိုစိတ်ဝင်စားနေတာကိုလည်းရှော့ပါလို့ပြောပါတယ်။နောက်ဆုံးအချက်ကတော့ဘဝကိုရေစုံမမျောပါနဲ့။ဘဝကိုရေစုံမမျောပါနဲ့ဆိုတာဘာလဲလို့ပြောရင်တွတ်တက်မှုကိုမရှာဘူး။ဖြစ်တယ်လို့နေလိုက်တာပေါ့။ကိုလုံးဆရာရှိတဲ့အလုပ်ကိုလုပ်တယ်။ online မတက်ကြည့်မယ်။ညချင်အိမ်မယ်။နောက်နေ့ မုန်းလင်းလာနဲ့တပြိုင်တည်းကိုလိုရမယ်အလုတ်ကိုသွားမယ်ဒီလုံနေကြအလုတ်ကိုတော့ပုံမှန်လုံနေတယ်ဒါပေမဲ့ကိုယ့်ရဲ့ဘဝကိုဖွင့်မျိုးတိုးတက်မှုတွေဘာမှမလုပ်ဘူးအဲ့တော့ဘဝကိုရေစုံမျောနေတာတွေကိုရှော့ပါရေစုံမျောပြီးလိုက်နေမယ်အစာရေစံကူးဖို့စဉ်းစားပါဟုတ်ကဲ့ပါဆရာရေစုံမျောရတာလွယ်တာပေါ့သမီးဟာရေစံကူးရင်တော့ခက်ခဲတယ်ရေစံကူးတဲ့လူပဲ तू လိုချင်တဲ့နေရာကိုရောက်လိမ့်မယ် तू သွားချင်တဲ့ပန်းတိုင်ကိုရောက်လိမ့်မယ် ရေစုံမျောတဲ့လူကတော့ရေစင်းအတိုင်းရောက်ချင်ဟာကိုရောက်သွားပါလိမ့်မယ်။ဒါကြောင့်မလို့ဒီ short ပါဆိုတာလေးကတကယ်တော့ဆရာတို့ရဲ့ဗုဒ္ဓတရားတော်လည်းညီပါတယ်။ဗုဒ္ဓတရားတော်ကဘယ်အရာမှလည်းအလွန်ကျွမလုံးနဲ့ဘယ်အရာမှလည်းမလုတ်ဖဲမနေနဲ့အလေလက်လန်းစင်ဖြစ်ပါတယ်။ဒါကြောင့်မလို့ဆရာဒီမှာ short ပါဆိုတာအလွန်ကျွမလုံးနဲ့လို့ပြောခြင်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါဆရာ။နော်အဲ့တော့ချင့်ချိန်ပြီးတော့ ကို့အနေနဲ့အလေအလတ်လောက်တော့လုတ်တင်တာကိုလုံမယ်ဆိုရင်တော့ကို့ဘဝအတွက်လည်းအကျိုးရှိလာပါလိမ့်မယ် ဟုတ်ကဲ့ပါဆရာရှင်ဒီဆရာပြောသွားတဲ့အထက်မှာပေါ့နော်ဒီ short ပါဆိုရဲဒီစကလုံးလေးနှလုံးလေးရပါပေါ့နော်ဒီလူမှုနေထိုင်မှုဘဝမှာပေါ့နော်အောင်မြင်ဖို့အတွက်တိုးတက်ဖို့အတွက်ပေါ့ဆရာကအခုလိုမျိုးပေါ့တူတူနဲ့ပေါ့နော်ရှင်းရှင်းလင်းလင်းထိထိရရဖြစ်သွားအောင်ပြောကြားပြသွားတဲ့အတွက်ဒါကြီးစုတဲ့ပရိသတ်တွေလည်းပေါ့နော်အသိပညာတစ်ခုတော့အလင်းတစ်ခုတော့ပေါက်သွားမှာပါဆရာဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆရာအခုလိုမျိုးလေးဓာတ်ရောက်ပြီးတော့ပေါ့နော်ဆွေးနွေးပြီးသွားတဲ့အတွက်ဆရာကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်ကောင်းပါပြီ